ဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းလေးကတော့2020ခုနှစ်ကိုဗစ်ကာလလော့ဒ်ဒေါင်းထားထားတဲ့အချိန်ကအဖြစ်ပြက်လေးပါ Digital Marketing Agency တခုမှဒီဇိုင်နာတယောက်ဖြစ်တဲ့ကျွန်မက Work from home အလုပ်ဖြစ်သွားတဲ့အချိန်အိမ်မှာပဲတောင်းတနေခဲ့ပါတယ်။ဇယောက်သေးချင်နေတာမို့ကျွန်မရဲ့ခင်မွန်းလောင်းကိုအကျူကျူအဖော်ပြုတ်ပေးဖို့အတွက်လဲဆက်သွယ်ထားခဲ့လိုက်ပါတယ်။ကျွန်မရဲ့အိမ်အနီးမှာတော့လူခေပိုင်းရွယ်လေးမယားနှစ်ဦးတည်းနေထိုင်တဲ့အိမ်ရှိပါတယ်။အဲ့ဒီအိမ်ကနေ့ ညာတိုင်းယောက်ျားဖြစ်သူကမိမကိုအော်ဟစ်တံတွေကြားနေရပြီးအမြဲတစေရင်ဖြစ်နေတဲ့ကိုလည်းကြားနေခဲ့ရပါတယ်။အဲ့ဒီအိမ်ကတော့ပတ်ဝန်းကျင်ရဲ့ချင်ပန်းလိုတော့ပြောရမလို့ပါ။နေ့စဉ်သူတို့ရဲ့ရင်ဖြစ်တံတွေကိုပဲကြားနေရလို့ပါပဲ။အဲ့ဒီတညမှာတော့ကျမလည်းအိမ်ခန်းမှာခြိုင်ပြီးခင်မောလောင်းနဲ့ဖုံးပြောနေဖြစ်ခဲ့ပါတယ်။အပြင်ဘက်မှာတော့မိုးရေကအုံမိုင်းနေပြီးမကြမီပါပဲရွာတော့မရအောင် ဖြစ်ပေါ်လို့နေခဲ့ပါတယ်။အဲအဲ့ဒီနေ့မှာတော့ထူးထူးခြားခြားနေ့စဉ်ညဘက်တိုင်းအော်ဟစ်ရန်ဖြစ်နေကြအိမ်နေခြင်းအတွေ့အအကြံကလည်းတိတ်ဆိတ်လို့နေခဲ့ပါတယ်။ဒီမှာလေခင်မုန်းလောင်းနဲ့ဖုံးပြောပြီးညစာပြင်းမှုမိဖို့ခံကိုသွားတဲ့အချိန်မှာတော့မိုးချိုးတွေပြက်ညက်စီးတွေလည်းနဲ့မိုးတွေကတဲကြီးမဲကြီးနဲ့ကိုတဲထန်စွာရွာသွန်းနေခဲ့ပါတော့တယ်။ဒီမှာလေညစာပြင်းနေတော့မိုးချိမ့်တဲ့အကျိုး မိကရုတ်တရက်ပြတ်တောက်သွားခဲ့ပါတယ်အဲဒါကြောင့်ဖျောင်းနိုင်ထုံးနေတဲ့အချိန်အိရှိကတကားခောက်တန်းချလိုက်တာမို့အနာကိုသွားကမရေတရေအတန်တူတူနဲ့ဘယ်သူလဲဘယ်သူလဲတဖက်ကပြန်ပြေးတယ်မကြားရပဲတကားခောက်တန်းကသာပူပြီးကြည်ကြည်လောင်ထွက်လာခဲ့ပါတယ်ဘယ်သူလဲလို့မေးနေရလေကျမလည်းလေးတန်းကိုမြှင့်ပြီးချက်မိလိုက်ပါတယ် အဲ့အချိန်မှာတော့တုံ့နှုတ်နေတဲ့ယောက်ျားတစ်ယောက်ရဲ့အတန်းပေါ်ထွက်လာခဲ့ပါတော့တယ်။အင်းငါမိမနေမကောင်းလို့တကားလေးတစ်ချက်လောက်ဖွင့်ပေးပါလား။အတန်းကိုကြောင်းလိုက်တဲ့အချိန်မှာတော့အမြဲတမ်းရင်ဖြစ်နေကြအိမ်ကြီးချင်းအမျိုးသားရဲ့အတန်းမှန်းကျမလည်းတန်းတီးလိုက်ပါတယ်။နေ့စဉ်သူ့မိမကိုအော်ဟစ်နေတဲ့အတန်းတွေကိုမချားခြင်းအဆုံးချားနေရတာမို့ဒီလူရဲ့အတန်းကိုမှတ်မိနေခဲ့တာပါ။ကျမလည်းတကားကိုဖွင့်ပေးလိုက်တော့အဲ့ဒီလူက စိတ်ပူတဲ့အတန်မျိုးနဲ့အမ်ငါမိမနီမကောင်းလို့လေအဲ့ဒါဆေးလေးတွားဝယ်ခြင်းနေတာငါရဲ့ခွေးလေးကိုဒီမှာခဏလောက်အထားခဲ့လို့ရမလားကျမလည်းကြည့်လိုက်တော့ခွေးလေးကချစ်ဖို့ကောင်းနေရမို့ခေါင်းငြိမ်လိုက်နေပါရဲ့ခွေးလေးကိုကျမစီထားခဲ့တဲ့အချိန်မှာတော့ခွေးကသူ့ရဲ့တခင်ကိုရန်သူတစ်ဖွဲ့ကြည့်နေခဲ့ပြီးမန်ဖီလို့နေခဲ့တာကိုတွေ့လိုက်ရတဲ့အတွက်ကျမလည်းအငြင်းငယ်တော့ဆိတ်ရှုထွေးက ပုံမှန်မှဟုတ်ရဲ့လားလို့ထင်လိုက်မိပါတယ်။ခွေးကအဲ့အမျိုးသားကိုမကြိုက်တဲ့ပုံစံမျိုးနဲ့ပါ။ကျွန်မလည်းခွေးကိုအထဲခေါ်ပြီးအိမ်တကားကိုတောက်ခတ်လိုက်တဲ့အချိန်မှာတော့အိမ်ကြီးစီအမျိုးသားကကားကိုအမြန်မောင်းထွက်သွားခဲ့တာတတိယဘောက်ကနေတွေ့လိုက်ရပါတယ်။ဟွန်းဒီလိုကသူမိမတော့စိတ်ပူတာပဲ။ကျွန်မလည်းတွေးလိုက်မိပါတယ်။အဲ့ဒီလုံနဲ့ညစာပြင်ဆင်ချက်ပြုတ်ပြီးခွေးလေးကိုပါကျွေးချလိုက်ပါတယ်။အပြင်မှာတော့ မုံတိုင်းရဲ့မိုးကပိုလို့တဲထန်နေခဲ့ပါတယ်။ညစာစားပြီးတဲ့အချိန်ကျမလည်းအိမ်ခန်းကလေးမောက်ကနေကြည့်လိုက်တဲ့အခါအိမ်နီးချင်းရဲ့အိမ်ကိုလှမ်းမြင်နေခဲ့ရပါတယ်။အိမ်ခန်းထဲမှာတယောက်ယောက်အိပ်နေတဲ့ပုံစံမျိုးကိုလည်းမြင်နေရတဲ့အတွက်နေမကောင်းတဲ့အမျိုးသမီးဖြစ်မယ်လို့တွေးမိပြီးကျမလည်းအိမ်ရဝင်ခဲ့လိုက်ပါတယ်။အဲ့လိုနဲ့ထူးထူးဆန်းဆန်းအတန်တွေဆူညံနေတာမို့ကျမလည်းလန့်လို့သွားခဲ့ရပါတယ်။ အိယာကထလိုက်ပြီးပရင်ပေါက်မှာရက်လိုက်မိတဲ့အချိန်မှာတော့အိမ်နီးချင်းရဲ့အိတ်ခဲထဲမှာလူနှစ်ယောက်ရက်နေတာကိုထိလိုက်ရပါတယ်။အချိန်ကတော့ည7:00နာရီလောက်ရှိနေပါပြီ။နောက်တနေ့မှာခင်မုံလောင်းနဲ့ချင်းထားတဲ့အတွက်သူတို့ရဲ့ခွေးကိုပြန်သွားပို့ရမလားလို့စဉ်းစားမိပေမဲ့ညဘက်ထောင်းချနေရမှုကျမလည်းတွေ့ဝင်နေမိပါတယ်။အဲဒီအချိန်မှာပဲတစ်ဖက်အိမ်ရဲ့အခန်းထဲမှာ၃ယောက်မြောက်နောက်ထပ်လူတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ်။ လင်မယားနှစ်ယောက်တည်းရှိနေတဲ့အိမ်မှာလူ၃ယောက်ဖြစ်နေတဲ့အတွက်ကျမလည်းထူးဆန်းလို့သွားခဲ့ပါတယ်။ကြည့်နေရင်ကမျက်စင်မိက ပြန်လာခဲ့တဲ့အတွက်တစ်ဖက်ခန်းထဲကပုံရိပ်ကပြက်ပြက်သားသားမြင်လိုက်တဲ့အခါကျမမှာဥရီအသေးတွေပြုတ်ထွက်သွားမှတက်တုန်လှုပ်လို့သွားရပါတော့တယ်။ယောက်ျားဖြစ်သူကတခြားမိန်းမတစ်ယောက်ဖြစ်တဲ့တတိယလူနဲ့အတူတူသူ့မိန်းမကိုပွေထားခဲ့ရပါဗျ။ မိမလောက်သူရဲ့လေဘေးမှာတော့လှိဖြက်ခံထားရတဲ့ဒဏ်ရာနဲ့တွေးရင်လည်းထွက်လို့နေခဲ့ပါတယ်။တွေးတွေက၆တွေ့နေပြီးစီးချမှုတွေတော့မရှိတော့တာမို့တည်ဆုံခဲ့တာဟာ나이ပေါင်းများစွာကြာမြင့်နေပြီဖြစ်တယ်လို့ယူဆရပါတယ်။အဲ့ဒီအချိန်မှာပဲခွေးကထထောင်လိုက်တာမို့ကျမကြည့်နေတဲ့နေရာစီလှမ်းကြည့်လာခဲ့တဲ့ယောက်ျားဖြစ်သူနဲ့နှလုံးချင်းစုံခဲ့ရပါတော့တယ်။ မလည်းကြောက်လန့်ပြီးအိမ်ဟောက်ကိုပြေးဆင်းသွားခဲ့မိပါတယ်။အပြင်ကိုပြေးထွက်လာရင်ကျမမလွတ်မြောက်နိုင်ဘူးဆိုတာကိုသိနေခဲ့တဲ့အတွက်အိမ်ထဲမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတကားခောက်တန်ပြင်းပြင်းကထွက်ပေါ်လာခဲ့ပါတော့တယ်။အိမ်ကြီးချင်းယောက်ျားကအာအမေကျွန်တော်ခွေးလေးကိုပြန်လာယူတာပါ။အော်တကယ်ချင်းတယောက်လည်းရောက်လာခဲ့လို့လေမိမကိုစိတ်ယုံပို့ဖို့ပြင်နေတယ်။ အဟိုမှာခဏလောက်နေရမှာဆိုတော့အဖော်လဲရှိနေတဲ့အချိန်ကျွန်တော်ရဲ့ခွေးလေးကိုပြန်ခေါ်သွားပါမယ်ခဏလောက်တကားဖွင့်ပေးပါဗျာအဲ့လူရဲ့စကားအလုံးကအလိမ်တွေဆိုတာကိုကျွန်မသိနေခဲ့ပါတယ်သူ့ကိုတကားဖွင့်ပေးရအောင်စကားတွေကိုရှောက်ပြောနေခဲ့တာမဟုတ်ဘူးလားကျွန်မအလုံးကိုသိရဲ့နော်ရဲကိုလည်းဖုံးဆက်ထားပြီးပြီอืมအာအမတခုခုကိုအထင်လွဲနေရတယ်ထင်တယ်ကျွန်တော်တို့ဘာမှမဟုတ်တာမလုပ်ထားပါဘူး။အော်တကားကိုပဲအခုဖွင့်ပေးပါ ကျွန်တော်ခွေးကိုပြန်ပေးပါ။ဒါမှလည်းအဲ့လိုမဝင်လာနိုင်အောင်တကားကိုလော့နှစ်ထက်ခတ်လိုက်ပါတယ်။ပြည့်ရဲ့အခါမှာတော့နိုင်ဝမ်ဝမ်ကိုဖုံးခွန်ကသတင်းပို့လိုက်ပါတော့တယ်။ဒါမှရဖုံးပြောတံကိုကြားတဲ့အခါမှာတော့အင်းကြီးချင်းအမျိုးသားကအမြန်ထွက်ပြေးသွားပြီးမကြခင်မှာပဲကားကိုတချိန်တော့မောင်းထွက်သွားတာတွေ့လိုက်ရပါတော့တယ်။သူ့ရဲ့ကားပေါ်မှာတော့တတိယလူပါပါသွားခဲ့တာကိုပြတင်းပေါက်ကနေတွေ့ခဲ့ရပါတယ်။ ရဲရီရောက်လာတဲ့အချိန်မှာတော့အိမ်ထဲကကျန်းပြင်မှာလဲကျနေတဲ့အမျိုးသမီးရဲ့ဓာတ်ပေါ်တွေကို တွေ့လိုက်ရပါတော့တယ်။ရဲရီရဲ့စုံစမ်းမှုအရအဲ့ဒီယောက်ျားကတခြားမိန်းမတယောက်နဲ့ချစ်ချိုက်နေတာမို့မိန်းမကိုပြဿနာရှာရင်အိမ်ထဲညာကတော့တက်ပြစ်လိုက်ခါအလောင်းကိုဖျောက်ဖျက်ဖို့ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ဒီအဖြစ်အပျက်ကြီးကြောင့်ပဲနောက်ရက်မှာတော့ကျမရဲ့ခင်မွန်လောင်းကကျမရှိရာနေအိမ်စီကိုပြောင်းရွှေ့လာခဲ့ပါတော့တယ်။ မရဲ့အိမ်ကြီးချင်းအသက်ခံခဲ့ရတာကိုတွေ့မြင်လာရတဲ့အဖြစ်အပျက်ကြီးကသမအတော်တော်ကြောက်မက်ဖွယ်ရာထိတ်လန့်ဖွယ်ရာအခြေအနေကြီးဖြစ်လို့နေခဲ့ပါတယ်။ရဲရင်ကတော့တရက်ခံကိုဒီနေ့အထိရှာဖွေနေသေးပါပဲ။အမြန်ဆုံးဖမ်းမိနိုင်ပါစေလို့လည်းသမဆုတောင်းနေမိပါတယ်။ဇလန်းလေးကိုတော့ဒီလောက်နဲ့ပဲရန်နာဝင်ပြပါရှင်။နောက်ထပ်စိတ်ဝင်စားဖို့ရဇလန်းကောင်းနေတဲ့အတူပြန်လာခဲ့ပါအောင်မယ်နော်။အားပေးကြည့်ရှုခဲ့ကြလို့ဂျေဆုအထူးပင်တင်ရှိပါရဲ့ရှင်။